အားလုံးမင်္ဂလာပါမသူဒီနေ့ဝင်းမြန်းစင်တာလေးကကြတော့ဒီပေါ့နော်အမသူတို့ရဲ့ခန္ဓာကိုအရေပြားတွေက၆သွေပြီးတော့ရာရန်လာပြီဆိုလို့ရှိရင်နောက်ဆက်တွဲပါးတွေဖြစ်နိုင်လဲဆိုတဲ့ဟာလေးလည်းပြောပေးမယ်ပြီးလို့ရှိရင်ဓာတ်တွေကိုသက်သာတဲ့နီလန်းလေးတွေလည်းပြောပေးမယ်အဲ့ဒါဆိုတော့ပရမဆုံးဒီအရေပြားကရာရန်တဲ့အကြောင်းကြတော့ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းကကြောက်ကဲအားနေတာတို့တခြားယောဂါတွေရှိရဆိုလို့ရှိရင်ဒီအရေပြားရာရန်ခြင်းကဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုပဲဒီတိတ်ဆန်အကြောင်းဝေးတွေပေါ့နော်အဲ့လိုမျိုးတွေနဲ့မတည့်ရင်လည်းအရေပြားရာရန်နဲ့နောက်တစ်ခုက တော့ဒီဆိုးဆေးတွေအနံပြင်းနဲ့စက်ပြားတွေပေါ့နော်အဲ့လိုမျိုးတွေကြောင့်လည်းရေပြားရရန်နဲ့ဒီရေပြားရရန်တဲ့ချိန်မှာဘယ်ချိန်နဲ့ဆရာဝန်ဘယ်ချိန်မှာဆရာဝန်နဲ့ပြရမလဲဆိုလို့ရှိရင်တော့ပရမဆုံးအနေနဲ့ကကြတော့ဒီရဟရန်တဲ့ဟာကဒီလိုမျိုးပေါ့နော်ကိုအိမ်သုံးနီးလမ်းအနေနဲ့ပဲသုံးတယ်အဲနှစ်ပတ်ကြာတဲ့အချိန်မသက်သာတဲ့သူတွေအဲတချို့ကြတော့ဒီဒီပေါ့နော်ကိုရဲ့တနေ့တာအလုပ်တွေမလုံးနိုင်အောင်ဒီကိုအရေပြားရရန်တာကအဆိုးဝါလို့ကုန်နေရတဲ့သူတွေညာဘက်အိမ်မရအောင်ကုန်နေရတဲ့သူတွေပေါ့နော်အဲ့လိုလိုမျိုးတွေဆိုရင်တော့ဆရာဝန်နဲ့မဖြစ်မနေ ပြရမယ်တကယ်လို့အဲ့လိုမျိုးမပြသေးပဲနေရဲ့အိမ်မှာဘာလို့လို့ရလဲဆိုရှင်ရေပြားရရင်အခါမှာဆိုရှင်ရေနွေးနွေးလေးနဲ့ရေချိုးပေးလို့ရတယ်ဆက်ပြာကိုအပျော်စားလေးသုံးပေးရတယ်အဲ့အချိန်မှာဆိုလို့ရှိရင်ဒီဟိုဘောဆိုးဆေးတွေလိုအန်ဒီအနံပြင်းနဲ့ဓာတ်ရုပ်ပစ္စည်းများရတယ်ဆက်ပြာတွေကိုမသုံးဘူးမာသူနေနဲ့ဂျမ်းပြူနေနောက်ရေပြားရရင်အခါမှာအာဒီကိုကကုတ်မိတယ်ဆိုရင် infection ဝင်နေတယ်ယောဂပိုးတွေဝင်နေတယ်အဲ့ကြတော့ဒီရေပြားရရင်တဲ့နေရာလေးကိုပတ်တီလေးစီထားမယ်နောက်အရင်ရရင်လာလို့ရှိရင်ရေးဘက်ကလေးတွေကတ်လို့ရတယ်အဲ့လိုမျိုး တွေလုံနေတဲ့သားနဲ့မသက်သာဘူးဆိုလို့ရှိရင်တော့အာဒီဗီလင်းပေါ့နော်ဒီဗီလင်းလိုရှင်လေးကိုအာဘယ်လိုလိမ့်ရမလဲဆိုရင်မနေ့တစ်ခါညတစ်ခါလိမ့်ပေးရင်တော့ပိုအဆင်ပြေတယ်သူကဗိုက်တာမင်စီပါတယ်နောက်ရှင်ဗိုက်တာမင်ကြီးလည်းပါတယ်ပေါ့နော်ဒီကောင်လေးကကျတော့ရေတဲ့အပြေဝါပါတဲ့အတွက်ဒီဟာလေးကိုဒါလုပ်ပေးလို့ရတယ်နောက်တစ်ခုကကျတော့အဲရေပြားရမ်းရမ်းတာသက်သာဖို့ဆိုရင်ဒီဆက်ပြားလေးကိုလည်းသူကအသုံးပြုပေးလို့ရတယ်ဒီဆက်ပြားလေးကကျတော့အာဒီပေါ့နော်အဲဒီအေးပြားရရန်တာတွေကိုလည်းတက်တာစီတယ်အေးပြားရရန်တက်တာစီတယ်မနေ့တစ်ချိန်ညချိန် သုံးပြီးလို့ရတယ်သူ့ရဲ့အာသာချက်ကကြတော့သူကမနေ့တစ်ချိန်ညတစ်ချိန်ရေချိုးတဲ့အခါမှာသုံးလို့ရတယ်နောက်ပြ face and body တော့ body ပေါ့နော်တနေ့ဟိုကပေါ့တည်တဲ့မျက်နှာသစ်ဆက်ပြတည်တဲ့သုံးရမလို့ပဲနဲ့မျက်နှာသစ်ထားရောဒီခန္ဓာကိုယ်တို့အသုံးပြုလို့ရပါတယ်ဒီတရွဲလေးကိုဝယ်ယူသုံးပြုခြင်းဖြင့်အေးပြားရရင်ခြင်းတွေကိုသိတာဆိုတော့အကြောင်းကိုလာပြီးတော့ပြောပြတာပါအာဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like and share လေးလုပ်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်